မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဲ့တော့ကျွန်တော်ကိုအောက်မှာဘာမှဖြစ်ပါဘူးဆိုပြီးဖုံးဖိပြီးတော့အဲဘောမဘောမတော့ဘောမပဲစစ်ဘောမနဲ့အဘဘောမမတူဘူးဆိုတော့ကျွန်တော်ပြောသားပြီးသားဖြစ်တယ်အဲ့တော့အောက်မှာဘာမှမဖြစ်ပါဘူးအားလုံးကောင်းပါလေအဖဟုတ်လားအဲ့လိုမျိုးပြောစီခြင်းသလား ပြောစီခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ခင်ဗျားတို့ကျွန်တော်ရဲ့ဒီဖြစ်လာတဲ့အမျိုးတွေအားလုံးကဒါပဲပြောရဟဲ့ဆိုတော့ကျွန်တော်ဒါပဲပြောပါမယ်။အဲသို့ပါတော့လည်းပဲဖြစ်ရှိအတိကိုအတိတိုင်းအဖြစ်ကိုအဖြစ်တိုင်းပေါ့နော်။ပြောစီခြင်းနဲ့ဟဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အတိကိုအတိတိုင်းရှိကိုရှိတိုင်းပြောပါမယ်။အဲခင်ဗျားတို့ကိုယ်တိုင်သာရွေးချယ်ပြီးတော့ပေါ့ဗျာနော်။အဲခုဒီနေ့အဓိကပြောမယ့်အကြောင်းရင်းကတော့ ERV အကြောင်းပါမယ်နော်။ကြောက်ဖြူအကြောင်းပါမယ်။ ဒီတော့လရှိရင်နောက်ထပ်အကြောင်းလေးတွေပေါ့ဗျာနော်အကြောင်းအလေးပါမယ်ကျွန်တော်အတူတူပါဆွေးနွေးကြမယ်နော်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကိုမင်္ဂလာပါနော်အဲ့တော့ပထမဆုံးတစ်ချက်နဲ့ကျွန်တော်တို့ AOD အခြေအနေတိုက်ပွဲတွေပြင်းထန်နေတယ်နော် AA ခြေကုပ်ယူထားတဲ့အရက်တွေတော်တော်များများမှာ AA ဒီတိုက်ပွဲကိုအကောင်းဆုံးဖော်ဆောင်နေနိုင်ပြီဆိုတော့သိစေချင်တယ်နော်မင်္ဂလာပါဟုတ်ကဲ့အရှိကိုအရှိတိုင်းသိစေချင်တယ်ဆိုတော့ဟုတ်ကဲ့ပါ ရှိရရှိတိုင်းမှာကျွန်တော်ပြောပါမယ်နော်တဝယ်ရှေ့ချမ်းလေးပြောပါအောင်နော်ပြောပါမယ်တဝယ်နဲ့ပတ်သက်ပြီးပြောထားတာလေးရှိပါတယ်နော်ဟုတ်ပြီအဲ့တော့အခု AOD အခြေအနေကအခုကျွန်တော်တို့ခင်ဗျားတို့စကားပြောနေတဲ့ချိန်မှာရွာတရွာဝိုင်းခံထားရတယ်ရွာတရွာဝိုင်းခံတာအပြင်ကိုချို့ရွာတွေအားလုံးကတော့တပုံလက်အောက်ကိုကျသွားပြီးဖြစ်တယ်နော်ကမ္ဘာကြီးမင်္ဂလာပါဗျာမင်္ဂလာအဲ့တော့နောက်တော့ကြောက်ဖြူမှာ စစ်တီတဲ့တဖုံစီမှာအညံ့ခံသွားတဲ့တဲ့င်ဟုတ်လားမှမှန်သလားပေါ့ဗျာနော်အင်တာနက်ပေါ်မှာဒီလောက်တွေဟောလင်းကြော်ကြော်ဖြစ်နေတယ်စစ်သေးကြတဖုံ lobby တွေပေါ့စစ်သေးကြတဖုံအားပေးထောက်ခံတဲ့ဆယ်တွေတော်တော်များများလဲပြောဆိုနေရတွေ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟောမဟုတ်ကိုကျွန်တော်ဒီမှာကိုယ်တိုင်နဲ့သုံးသပ်နိုင်အောင်ကျွန်တော်ပြောပြပါမယ်နော်အရီစတိုင်းမှုတွေညံ့ချက်ကလွန်ရောတဲ့ ကဲ ARV စတိုင်းမှုတွေညံ့ချက်ကလွန်ရောလွန်ရောဆိုတဲ့ခါကျတော့ ARV နဲ့ပတ်သက်ပြီးတော့ဗောနော် ARV ကိုစာလုံးရင်စဖြစ်မယ်ဆိုကတဲ့ကကုမမောင်စပြောခဲ့တယ်နော်အဲ့ဒါမှတ်မိလိုက်လားမသိဘူးအဲ့တော့ ARV ကိုစစ်ဆောက်ဝင်တော့မယ် EE နဲ့ PDF တွေအားလုံးကလည်းချီနေပြီနော်စုနေပြီချောင်းနေပြီဘယ်နေရာမှာအဓိကသွားဆိုမြန်အောင်ပေါ့ဗျာမြန်အောင်ကိုနော်အဲမြန်အောင်ဘတ်ချမ်းပေါ့အဲ့ဘတ်ချမ်းကိုစပြီးတော့ ဝင်ကတဲ့ကကိုမောင်စပြီးတော့ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာခမားတို့အဲ့ဒီတော်တော်များများ ERV AC ပါဆိုတဲ့ပုံစံမျိုးတွေရှိနေတယ်အဲတော့ဘာသာလဲကျွန်တော်ကတေချာပြောပြခဲ့အခု ERV မှာပါတယ်ဖြစ်နေတယ်လေရင်နဲ့ပြစ်ချပြစ်ပြနေရတယ်လက်နက်ကြီးတွေပြစ်နေရတယ်ဟလာတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့ဒီကျွန်တော်စပြောတဲ့ချိန်တုန်းကလည်းခမားတို့အဲ့ဒီအဲဘယ်လိုကောင်တရင်ဖုံးအပဟိုအပကိုအရန်ကိုချစ်တဲ့ဒီနော်အပသားတွေကလည်း အာဘာမှဖြစ်ပါဘူး AC ပါဆိုတဲ့ပုံစံမျိုးတွေပြောနေကြပါမယ်တဲ့ကျွန်တော်ပြောပြီးသိမှကြခင်ပါပဲလေးရင်နဲ့တဝီဝီသွားတော့မှပဲအဖသားရဲ့လက်ခံလာတယ်ဟုတ်တယ်မလားအဲထို့သူပဲအခုလေကျွန်တော်က ARV နဲ့ပတ်သက်ပြီးတော့အရှိကိုအရှိတိုင်းကျွန်တော်ပြောပြနေတယ်သို့ပါတော့လည်းပဲအဖသားတွေကတော့ဘာမှမဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးတွေသွားတွေ့နေရနော်ဟုတ်ပြီပရမောဇုံတို့ချက်နေနဲ့ကျွန်တော်တို့အဲပြောရမယ်ဆိုလို့ရှိရင်ပေါ့အခုလောလောဆယ်ပေါ့နော် ပသိမ်မုံရွာလမ်းရဲ့အနောက်ဖက်ကိုတဲ့အေအေကခြေကုပ်ရသွားပြီအရှိဘချမ်းကစခန်းတွေကိုလည်းအေအေကတိုက်နေပါပြီခင်ဗျာနော်တိုက်နေပြီအဲတော့တော့လည်းအေအေတော့ကတော့စိန်ခေါ်မှုကြီးကြီးမားမားရင်ဆိုင်ရမှာပါလေးမျက်နာမျိုးဆိုတာကအဲတပ်ကွင်းပုံစံမျိုးနဲ့ကိုတိဆောက်ထားတဲ့အခြေအနေမျိုးရှိရတဲ့ကြောင့်မလို့တော့အေအေကတော်တော်ကြီးတော့ရုန်းကန်ရမယ်အေအေနဲ့အခုအဲ့မှာလာတိုက်နေတာကအေအေတစ်ခွဲလည်းမဟုတ်ဘူးအေအေပါတယ် PDF ပါတယ်နောက်တဲ့ဗမာစကားလုံးဝမတက်တော့ သူတို့မြောက်သုံးအောင်အုပ်စုတွေကအဖွဲ့တွေပါနိုင်နေဆိုတော့တော့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့အဲ့ဘက်ချမ်းမှာကျွန်တော်ဒေသသတင်းရင်းမြစ်တွေကိုပြန်ကြည့်တဲ့အခါမှာအဲတချို့တွေပြောတယ်ပေါ့အသားဖြူဖြူအယက်မြင်းမြင်းနေနေတဲ့နော်။ဗမာစကားတခုံးမှမတက်တဲ့ဒီတပုံတွေကအစာပါတယ်ပေါ့ဗျာနော်။အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့အခုတဲနီကုန်းစခန်းကလည်းကျသွားပြီနော်။ရေဖြူရွာကအခုလောလောဆယ်အဝိုင်းခံနေရတယ်ဟုတ်လား တော့ရေဖြူရွာကနေပြီးတော့ရဲကိုရောက်ထွက်ပြေးသွားတယ်။နော်စခန်းကနေရဲကိုရောက်လုံးဝထွက်ပြေးသွားခြင်းဖြစ်တယ်ပေါ့နော်။အဲတဲနုကုန်းကအခုတဲနုကုန်းမှာရေဖြူကအခွဲနဲ့အာကျွန်တော်တို့အဲ့ဒီတဲနုကုန်းကစခန်းပေါ့နော်။တဲနုကုန်းစခန်းကလူတွေနဲ့ပူပေါင်းပြီးတော့အခုကာကွယ်နေရတဲ့အခြေအနေဖြစ်တယ်။ AAD ARV တိုင်းမှာအဲ့ဒီ ခုကျွန်တော်တို့ခုကျွန်တော်ပြောနေတဲ့ဒီပသိမ်မွေရလမ်းကျောရဲ့အနောက်ဘက်ခြမ်းနဲ့အရှေ့ဘက်ခြမ်းကိုတိုးဖို့အတွက်နေရာစုံမှာတိုက်ပွဲဖော်ဆောင်နိုင်လာလာတယ်။နောက်တစ်ခုကတက်လုတ်တက်ပြောင်းနေမြန်လာတယ်။အင်အားကလည်းမရှိဘူးဆိုရှင်အင်အား1500အထိရှိတယ်။အဲ့တော့ ARE အနေနဲ့ဘလို့ဖြစ်လာနိုင်တယ်လဲဆိုတဲ့ခါကျတော့ရှေ့လျှောက်ကတော့ဒီတိုင်းမဲ့သွားမယ်ဟဲ့ဆိုလို့ရှိရင်ပေါ့နော်တိုက်ပွဲကပူချမ်းလာမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အခုချိန်မှာအထိုင်စခန်းတွေကိုလာပြီးတော့တိုက်နေရတယ်။တိုက်နေရရင်သူတို့ ကြီးကြီးမားမားတော့မဖော်ဆောင်နိုင်သေးပေမဲ့လည်းအခုချိန်မှာအဲ့ဒီရွာတွေပေါ့ရွာတွေကိုသူတို့ရွာတွေအဖြစ်နဲ့သွတ်သွင်းလိုက်ပြီနော်သူတို့ရွာတွေအဖြစ်နဲ့သွတ်သွင်းလိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုက်ဆံရရင်အကုန်လွတ်တယ်။ဒေချာတော့ဆိုတော့က AR မှာလည်းအခုထောက်ဖို့တွေမိတယ်။ထောက်ဖို့တွေကိုတယောက်ကို3500နဲ့ပြန်လွတ်ပေးတာတွေရှိတယ်။နော်။တယောက်ကို3500ထောက်ဖို့8ယောက်နော်။တယောက်ကို3500ဆိုခမကွက်ကြည့်လိုက်ပါဦးပြဘယ်လောက်လဲ။3500 40နော်။အဲ့တော့ပြန်လွတ်ပေးတာတွေရှိတယ်။အဲ့တော့ဘလို့ဘလို့တွေ လုံနေလဲဆိုတော့ခင်ဗျားတို့ပြန်လာစဉ်းစားကြ ARV ရေခဲပါလားอืมအတန်တိုးနေတယ်ပုံမှန်အတန်တိုးနေသေးလားကြားရကြရလားအကုန်လုံးကြားကြရလားကျွန်တော်နည်း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 လေးဥစ္စာဖြစ်ပါအောင်ကြဲကြဲလောင်းအောင်ကြားကြဲကြဲဝင်းဝင်းကြားရရလားနော်တက်မှာဂျမ်းမှာတလုံးမှမရှိအဟုတ်ပဲတက်မှာသာဂျမ်းမှာရှိလို့ရှိရင်ဂျမ်းမှာပေါ့ဂျမ်းမှာဆိုတာရှိလို့ရှိရင်လုံးဝဒီစစ်တပ်အနေနဲ့တော်တော်ကြီးကိုခုခံကာကွယ်နိုင်မှာဖြစ်ပေမဲ့ဂျမ်းမှာတွေမရှိတော့တက်ကသူများတွေလာထုသူတို့ တမင်တကာများတမင်တကာများလုံနေသလားတော့မှတ်ရပါတယ်ဗျာနော်ကြားရတယ်အကိုကြီးကြဲကြဲဝင်းကြားရပါနော်ကြားရပါတယ်ဟုတ်ပြီကြားရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ကြားရတယ်ဟုတ်ပြီအမကြားရသူအနေနဲ့လည်းကျွန်တော်ကိုယ့်ရဲ့မိမိရဲ့ဖုန်းကလည်းပြန်စစ်ဆေးစေချင်ပါတယ်ကျွန်တော်ကြည့်လိုက်တာအကောင်လုံးအများစုကြားရတယ်ဆိုတဲ့ခါကြတော့နော်မကြားဘူးဆိုမိမိဖုန်းပြန်ဖုန်းရဲ့ setting တွေကိုတိကျပြန်စစ်ဆေးပါအင်အားက1500လောက်ရှိတယ် ဲ့တော့သူတို့ရဲ့တက်လို့တက်ပြောင်းနေကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ကားတွေနဲ့ပဲလုပ်ပြောင်းနေတာတွေ့တွေ့ရတဲ့ကြောင့်မလို့အခုတိုက်တဲ့ပုံစံတွေကလည်းအဲသူတို့ EE ရဲ့တိုက်ပုံစံတိုက်တဲ့ပုံစံတွေကအချိန်ကြာလာလိလိယူဟာမြောက်လာလိပဲဆိုလိုချင်တာအချိန်ကြာလာလိလိသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူရဲ့ယွာတွေအဖြစ်နဲ့ဖန်တီးလာနိုင်တယ်ဖန်တီးလာနိုင်ပြီးတော့အခုဆိုလို့ရှိရင်တက်လှုပ်တက်ပြောင်းသွားတာတွေကအစအဲသူတို့ ဘလိုခေါ်မလဲကားနဲ့သွားတယ်ဆိုင်ကယ်နဲ့သွားတယ်ထားပါတော့ပြောင်းလို့အဲ့ဒီအေးအေးပေါ့ဒီဒီပချမ်းကိုဝင်လာမယ်ဆိုတာကဒေသက PDF တွေတော်တော်များမယ်နော်ရခိုင်ပြည်နယ်ကဝင်လာတဲ့အေးအေးတွေပါမယ်စစ်ပေးဆောင်တဲ့ကဝင်လာတဲ့သူတွေပါမယ်နော်အဲဒါတွေအားလုံးဝင်လာပြီးတော့တက်လို့တက်ပြောင်းသွားမယ်ဆိုကားနဲ့သွားမှရမယ်ဆိုင်ကယ်နဲ့သွားမယ်ဟိဆိုလို့ရှိရင်တခါတခါသွားမယ်ဆိုအင်အားကနော်အင်အား60လောက်သွားမယ်ဆိုရင်တော့မှပဲဆိုင်ကယ်အစီးပဲနဲ့စီးလောက်ကုန်ပြီဗျာဒါတွေကဒေသကမသိစရာအကြောင်းမရှိဘူးအဲ့တော့သွားပြီဆိုတော့သူတို့မိမိ ဒီတက်လှုပ်တက်ပြောင်းနေတော်တော်များများအေးရန်သူရဲ့ပေါ့နော်တက်လှုပ်တက်ပြောင်းနေအကုန်တော်များအခြေခံဘာကြောင့်လုပ်နေရဆိုရင်တေချာတစ်ခုကတော့အဲ့ဒီမှာဂိတ်တွေဂိတ်တွေကိုဖြတ်နေရပါပြီနော်ကိုကြီးရဲ့ကြောက်ပြုအခြေအနေလေးသုံးသပ်ပေးပါဦးခင်ဗျာလာပါမယ်လာပါမယ်နော်နော်ဥက္ခရတွေကအစသတိပေးထောက်ဖို့လေးတဲ့အဲ့ဘက် channel မှာနော်ဘုံကျဲပြားတဲ့ဘုံကျဲပြားအဲ့တော့ဒါကြီးကတော့ပုံမေဖော်ပြလာဖြစ်နေပါပြီတပုံကလာတိုက်တယ်တပုံခု ။အရာရင်းငါဖြစ်တဲ့ပုံစံကတက်စခန်းတွေကတပုံကိုထွက်မတိုက်ဘူး။တပုံကဒါဒီနေရာစခန်းပြီးမဲကြတဲ့အလှဲ့တဲ့ပုံစံမသိဘူးလား။မဲမဲပေါက်တယ်ဟေ့ဒီနေ့ဒီစခန်းမဲပေါက်တယ်ဒီမှာလာတိုက်တယ်။အဲဟိုနေ့ဟိုစခန်းမဲပေါက်တယ်ဆိုဟိုမှာသွားတိုက်တယ်။အဲ့တော့တက်စခန်းတွေကပါဆိုမိမိစခန်းထဲမှာပဲနေတယ်။ရန်သူလာတဲ့အချိန်ကြီးစောက်တယ်။ရန်သူကလာလဲလာလဲလာရောဟိုဘရိုဟောမဆိုမရှိနိုင်မကယ်နိုင်နေဖြစ်လာတယ်။အဲ့တော့ထိကြိုက်တယ်နာကျင်ရတယ်ပေါ့ဗျာနော်။အဲအဲ့လိုမျိုးတွေအထိအဲဖြစ်နေတယ်။အဲနောက်တစ်ခုကအဲထောက်ပို့လို့ နော်ထောက်ကိုတို့တစ္ဆာဖောက်တို့ဆိုတာကလည်းမိမိထဲကလူတွေတော်တော်များတယ်အဲနောက်တစ်ခုအဓိကဒီနေရာမှာကျွန်တော်စာလုံးရင်စဖြစ်စဉ်ကလေးကလာခင်ဗျားတို့ဒီနတ်ဆကောက်တတ်မတော်တတော်ပေါ့တယ်ဗျာနော်စာလုံးရင်စမတိုက်ခင်ကလေးကကျွန်တော်ဒီတစ်ခရိုနီတွေပေါ့နော်တစ်ခရိုနီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်နော်ဒီတစ်ခရိုနီတွေခေါ်ပြီးတော့စစ်ဆေးလိုက်မယ်ဆိုတော့အေးအေးဘာမှရှိတယ်ဘယ်နေရာဆိုတော့ကျွန်တော်အားလုံးသိနိုင်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်နော်ပြောခဲ့တယ် ောက်သူဘာမှဒီတစ်တစ်ခရိုနဲ့ပတ်သက်ပြီးတော့တကသူတို့ကိုယ်တိုင်မပေါင်းစားနေတဲ့ခါကြတော့အခုဒီလမ်းကြောင်းတွေအားလုံးဒီတစ်ခရိုနီတွေမပါဘဲနဲ့တော့ဘလို့မှဒါအေအေကဆောင်ရွက်နိုင်မှာမဟုတ်ဘူးဥမာဖြစ်ပြန်ဒီရိုးမာထဲမှာနော်အဲထောက်ဖို့တွေထောက်ဖို့ဘယ်သူလုပ်မလဲဒီရိုးမာထဲမှာဒီရိုးမာထဲမှာစားစရာမရှိဒီလောက်အင်အားများကြီးကိုကျွေးဖို့မွေးဖို့ကမလွယ်ဘူးအဲ့တော့ဒီဘလို့လုပ်မလဲလုပ်လို့ရတစ်နည်းရရှိရသူတို့စီကိုသွားလို့ရဆိုတော့တစ်ပေါင်ကိုကားလေနော် တင့်မောင်ဟိုကားတွေကနေပြီးတော့သူတို့စီကိုသွားမယ်ဟိဆိုရင်အာဒီရိုးမလေးကိုသွားမယ်တစ်သွားခုတ်မယ်ဟိဆိုလို့ရှိရင်သူတို့တက်ရိတ်ခါတည်သွားမယ်နော်အပြန်လန်အားဖြင့်တပုံကသူတို့တစ်ခုတ်ခွင့်ပေးလိုက်မယ်တစ်ကားပြန်တစ်ကားနဲ့ပြန်ဆင်းလာလိုက်မယ်အေးဒီလိုပုံစံမျိုးတွေနဲ့သွားနေတာဖြစ်တယ်အဲ့တော့တပုံကရိတ်ခါအပြည့်အဝနဲ့အင်းအားအပြည့်နဲ့တိုက်နိုင်တာဗောဗျာနော်လူလင်းကဆယ်ယောက်နဲ့ဖြန့်ပြီးတော့တိုက်နေတဲ့အေအေကိုတမင်တကာများမွေးထားသလား င်မောင်ခိုနွားမောင်ခိုစစ်ကြည့်ပေါ့ဗျာနော်ဟုတ်တယ်တင်မောင်ခိုတွေခေါ်ခေါ်စစ်လိုက်ရင်တော့မှလမ်းကျောကပြီးတယ်နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီ ARD ပေါ့နော်ဒီရိုးမတကျောကတစ်ခိုးလို့ခေါ်မှာဆိုတော့တစ်ခရိုနီတွေရဲ့အရင်ကျေးမှုရှိရဗျာသူတို့ရင်ကျေးမှုကအထုမှာအပိုင်းစားရှိတယ်ကွာဒီလမ်းကို तू ဖောက်ထားလို့ရှိရင်ဒါ तू လမ်းအဲလမ်းက तू ဖောက်ထားတဲ့လမ်းနဲ့ဒီလမ်းကိုအသုံးပြုလို့ရှိရင်အဲ့လမ်းကိုမှထပ်ပြီးတော့ဖောက်ထားတဲ့နောက်တဲ့ခရိုနီရဲ့လမ်းပြီးတော့ရှိရင်ဒီကနေဒီချိန်နေထိက နေရာထိကသူ့ရဲ့တစ်ခိုးလန်းသူ့ရဲ့တစ်ဖြစ်နေသူ့ရဲ့ဘာလို့ဆိုတော့တစ်တော့အဖြစ်နဲ့သူကတတ်မှတ်တာဖြစ်တယ်တတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလန်းကျောတွေကိုကျွမ်းကျင်ကျင်သိကျရင်ဒီတစ်မောင်ခိုတွေပဲခင်ဗျားတို့ခေါ်မင်းတစ်မောင်ခိုတွေခုံမင်းတာနဲ့ဒီအီအီဘယ်ကစင်းနေဗမာစုနေဘယ်နေရာမှာနေတယ်ဘယ်နေရာကနေဘလို့လာတိုက်လာသိနိုင်တယ်အဲ့ဒီအချိန်တွေကကျွန်တော်ကလေဘလို့ခေါ်မဲဆိုတော့ပြောထားတယ်အခုတော့ဘလို့နေဖြစ်ပုံမဲဆိုတဲ့ခါကျတော့ တောင်မင်းမြောင်မင်းမကင်နိုင်တဲ့ချင်းတွေဖြစ်ကုန်တယ်အဲ့ရိုးကိုဆင်းလာပြီးလို့ဆိုရင်ရွာတွေရှိတယ်ဒီရွာတွေအားလုံးကိုတို့ကတို့အပိုင်ရွာတွေအဖြစ်နဲ့လောက်လိုက်ပြီအေးအခုချိန်ထိပေါ့ဗျာနော်အနောက်တကြောကိုတော့တို့တွေဒါမျိုးလှုပ်ဖားနိုင်နေမှာအရှိတကြောတော့အခုအရှိကအရှိအရှိဆိုတော့ကျွန်တော်ပသိမ်မုံရောင်လမ်းရဲ့အရှိဘက်ကိုတော့ဒါဒီစီရေးအဖြစ်တို့တိုက်ပွဲပေါ်ဆောင်နေပြီစခန်းတွေကို လာတိုက်နေပြီဆိုတော့သိစေချင်တယ်နော်ငါတိုင်းချောင်းကြီးကြီးတည်တည်လေးလေးပြောပြပြပါအောင်။အေးပေါ့ ဲ့တော့အာဒီအရာဝိဒရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အားလုံးကတော့တို့ကြားသမျှတို့ရသမျှကိုတို့ပြောနေမှာပဲဖြစ်တယ်အဲ့တော့ဘုသူတည်င်းမှန်တယ်ဘုသူတည်င်းမှားတယ်ဆိုတာကတော့ကျွန်တော်အများအမ်းပြောပါလေခမားတို့နိုင်ငံရေးလောကမှာနော်နိုင်ငံရေးစကားတွေဟလာစီရေးစကားတွေမိမိနိုင်ငံအရေးကိုလာနားထောင်ပြီးဆိုကြတဲ့ကခမားတို့ကျွန်တော်ငပိမသက်မှတ်ဘာကြောင့်လဲဆိုလို့ရှိရင်ခမားတို့နိုင်ငံကြီးတစ်ခုလုံးရဲ့အရေးတော်သိချင်မှတော့တာမန်ပေါ့ဗျာနော် တာမန်ပုံကူပေါ့ဟိုတာမန်ပြည်သူတယောက်ဆိုလို့ရှိရင်တော့သွားမှာတော့ဗျာဟိုမှာအဖို့ချွတ် line တွေရှိတယ်အဲဘယ်ခေါ်မစော်ဈေး shopping online shopping တွေရှိတယ်ဟုတ်လားအဲ sale တွေရှိတယ်သူတို့တွေရဲ့စကားဟီဟာဟာသွားနားထောင်မှာဗောဗျာဟုတ်တယ်မလားကိုမောင်မောင်ရဲ့ line မှာလာနားထောင်နေဆိုတဲ့ကအနိုင်ဆုံးဉာဏ်ကြီးကတော့အတိုင်းနာတစ်ခုထိခင်ဗျားတို့မြင့်မိတာဖြစ်တယ်เนาะအတိုင်းနာတစ်ခုထိမြင့်မိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ပြောတာမှန်သလားနောက်ထပ်ဆယ်လီတွေပေါ့ဗျာနောက်ထပ်ဆယ်လီတွေနောက်ထပ်သတင်းဆယ်လီတွေပြောတာမှန်သလားဆိုတော့ခင်ဗျားတို့မှာကိုပိုင်ဆုံးဖြတ်နိုင်တယ်ကိုပိုင်တွေးခေါ်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်အနေနဲ့အခု online မှာသူတို့ပြောတာမှားသလားကိုပြောတာမှန်သလားဆိုတော့ကျွန်တော်အနေနဲ့ဘာမှဝေဖန်မှာမဟုတ်ဘူးအခုကျွန်တော်ပြောတာဒီကျွန်တော်သိတာကိုကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်နားလည်ထားတာကိုကျွန်တော်ပြောတာဖြစ်သလိုကျွန်တော်ရရှိတဲ့သတင်းကိုမချင်းမချင်အတိအကျပြောပြနေတာဖြစ်တယ်နော်အဲ့တော့ ဟုတ်လို့မှားတာဒီလိုမှန်သလားဆိုတော့ဒီဘယ်လိုခေါ်မလဲအဲပြောဆိုမှုမျိုးတွေကိုကျွန်တော်ပြန်လည်ဖြေကြားမှာမဟုတ်ဘူးဒါသူတို့ယုံကြည်ချက်နဲ့သူတို့ကိုယ်တိုင်လည်းဘယ်သူမှအခုလောလောဆယ်ပေါ့နော်အရှိန်အစစ်မျက်နှာအထိအဲစစ်သတင်းယူနိုင်တဲ့အဲသတင်းသမားဆိုတာ BBC လို့ RFA လို့တော့မရှိပါဘူးเนาะဟို CNN လို့တကယ်ဒီနိုင်ငံတကာသတင်းဌာနကြီးတွေပဲရှေ့လမ်းနေသွားပြီးတော့ body cam တက်ပြီးတော့သွားယူကြတာဖြစ်တယ်เนาะအဲ့တော့အဲစစ်သတင်းနဲ့ပတ်သက်ပြီးတော့စစ်သတင်းနိုင်ငံရေးသတင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ပြောချင်တာက ခင်ဗျားတို့နားထောင်နေတဲ့သူတွေအားလုံးဟာအသိဉာဏ်ရှိပြီးသားတွေဖြစ်တယ်ခင်ဗျားတို့မှလည်းကျွန်တော်သိသလောက်မသိရင်တော့မှပဲခင်ဗျားတို့မှအတွေ့အကြုံတွေရှိသလိုခင်ဗျားတို့မှကျွန်တော်တို့လိုမျိုးပဲသတင်းချက်လက်တွေရထားတာတွေရှိတယ်အဲ့ဒီပုံမှာအခြေခံပြီးတော့သတင်းစာသုံးပါလို့ကျွန်တော်ပြောချင်တယ်နော်ဟုတ်လားလေးမျက်နှာငတိုင်းချောင်းနေရအောင်လို့ဆိုတော့လေးမျက်နှာအနေနဲ့ကတော့အခုချိန်ကြီးပါမြို့တော့တိုးမပေါက်နိုင်သေးပါဘူးเนาะရွာတွေဘက်ချမ်းပါပဲတိုးပေါက်ပါလားသူတို့တွေသူတို့တွေဟို နေထိုင်နိုင်နေတာဖြစ်တယ်ပေါ့နော်ဟုတ်လားအဲ့တော့ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ထပ်ပြောမယ်နော်အဲဒါသတင်းတစ်ခုပေါ့ဗျာနော်အဲ့ဒီသတင်းကတော့ကြားကြိုက်ရွာလို့ခေါ်တာပေါ့ကြက်ကြိုက်ရွာလို့ခေါ်တယ်နော်ကြက်ကြိုက်ရွာရဲစခန်းကိုအဲ့တော့ကွန်မောင်ပြောတာသူတို့ပြောသလို AACC ပဲ AACC ပဲပြောဟိုတနေ့အခုစနပြောသလိုပေါ့ရဲကိုရောက်ထွက်ပြေးသွားတယ်ဒါလည်း AC နေနဲ့ AC ပေါ့လေနော်အဲ့နောက်ထပ်ကြက်ကြိုက်ရွာရဲစခန်းအဲကြက်ကြိုက်ရွာရဲစခန်းက အေအေအား600နဲ့ဝင်အေအေနဲ့ပေါ့နော်သူတို့အစုပေါင်းအုပ်စု600လောက်နဲ့ဝင်တိုက်တယ်တိုက်တဲ့အခါမှာစကမ်းမှုကထွက်ပြေးရတယ်နော်စကမ်းမှုကထွက်ပြေးရတယ်သူတနက်ကလေးကသူပေါအောင်တည်သွားပါတယ်နော်အဲ့တော့ရဲစခန်းကျသွားတယ်ခြေကရွာရဲစခန်းကျသွားတဲ့အပြင်ကိုနော်အမ်အခုဆိုအခုတော့စစ်တပ်ကပြန်ပြီးတော့အဲခြေကရွာကိုပြန်ပြီးတော့ဝင်တိုက်နေပါပြီနော်ပြန်ပြီးတော့ရအောင်လို့ဆောင်ရွက်နေပါပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့အခုအဓိကသတင်းအနေနဲ့သိစေချင်တာကတော့ခြေကရွာရဲစခန်းကျသွားတယ် ရဲစခန်းမှုထွက်ပြေးသွားရတယ်เนาะအေးအင်အား6ရောင်းလုံးနဲ့ဝင်တိုက်တယ်အားလုံးကြပါမှသာနဲ့အခုစတက်ကပြန်ပြီးတော့ချက်ကရွာကိုထုနေပါပြီเนาะအဲ့တော့ချက်ကရွာအခြေအနေကတော့အခြေအနေအခြေအနေကအခြေအနေပေါ့ဗျာเนาะဒါ AR ကိုအဓိကထားပြီးကျွန်တော်ပြောနေတာပါအခုလောလောဆယ်ကျွန်တော်စကားပြောနေတဲ့အချိန်မှာရေရေပြူရွာကို drone နေနဲ့ချနေနေเนาะအဝိုင်းခံနေရတယ်เนาะအဲ့ဒါကတော့တခုပေါ့ဗျာเนาะအဲနောက်တဲ့သတင်းချက်လက်နေနေကတော့အဲ့ဒီလေးပြက်နာမှာပဲရှမ်းကွင်းတော့เนาะ ပန်းတင်ရွာတို့ကိုအီအီကဖုံးနေတိန်းထားလိုက်ပြီအဲ့တော့အဲ့မှာရွာမှာလူတွေကိုဖမ်းနေဖမ်းပြီးစစ်ပြန်တိုက်ခိုင်းနေငကြင်းစီရင်ငကြင်းပြန်ကြော်နေဘောဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေပေါ့လေးမျက်နာကအဲတဲနုကုန်းနော်ဇေကကုန်းနော်ပရိုဖက်ဆာငါပုတ်ကွင်းပန်းတင်နော်ပန်းတင်ရှမ်းကွင်းကညူကုန်းချင်းကုန်းနော်ရန်သူရဲ့ဒီဘယ်လိုဟောမလဲဆိုတော့ ရန်သူမှွေနှောက်နေပြီပေါ့ဗျာနော်ရန်သူမှွေနှောက်နေပိုင်ခွင့်ရသွားပြီပေါ့ဟုတ်လားမရေဖြူပဲကြံတော့တယ်နော် ရေဖြူပဲကြံတော့တယ်ရေဖြူရွာကလည်းခုလက်ရှိအချိန်တွေမှာအဝိုင်းခံနေရတာအဲ့တော့အောက်မှာဘာမှဖြစ်ဘာမှဖြစ်ပါဘူးဘာမှဖြစ်ပါဘူးဆိုတော့အဲဘယ်လိုခေါ်မလဲဆိုတော့ပြောဆိုမှုမျိုးတွေကအထက်ကလည်းမသိအထက်ကလည်းအောက်ကိုမသိအဲအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ ARA ဒုတိုင်းမှုတို့တိုင်းမှုတို့ကလည်းသူတို့လုံခြုံရင်ပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်နေဒီကိစ္စဘျူဟာမှုကအထက်ကိုတင်ပြရမှာဖြစ်ပါတယ်နော် ဲ့တော့တုံးလေးလေးအခြေအနေမကောင်းอืมဟေးတုံးလေးလေးကဟုတ်တယ်ခုအောက်မှာရောက်ရေးရတွေ့ရနော်တုံးလေးလေးနဲ့ပတ်သက်ပြီးတော့ဟာတုံးလေးလေးအခုခင်ဗျားတို့အဲ့ဒီဘာသတင်းတွေမှာတော့ ARV အခြေအနေကောင်းမှာတုံးလေးလေးအခြေအနေကောင်းမှာတုံးလေးလေးအခြေအနေကောင်းဟိုနေ့ကစမှုဟိုပကောမစစ်သား၄၀ကျော်တန်ရရတာနောက်ထပ်အချက်ပို့ပြီးထပ်ရောက်လာသေးတယ်အများကြီးပဲရောက်လာတာနော်တန်ရရလာတဲ့သူတွေအဲ့တော့၃လေးလေးမှာထပ်ပြောလိုက်မယ်နော်အဲ့၃လေးလေးခြေနေကောင်းပါစေစေပြောပြမယ်နော် တရင်တဖွဲ့ပဲဘယ်တရင်မူကဘလို့ကြပါလဲဆိုတာပြောပြနေတဲ့ကုမ္မောင်ဖြစ်တယ်နော်ဟိုဘလို့ခေါ်မလဲဆိုတော့နဇုံနှဖျားနဲ့ဟိုအဲ့လိုမျိုးပေါ့နည်းလို့နဇုံနှဖျားနဲ့ပြောနေတာမဟုတ်ဘူးတရင်မူကြရင်ကြတဲ့တရင်မူတတ်နယ်ကအစဘယ်တရင်ကဘယ်ကလာတယ်ဆိုတာကအစကုမ္မောင်ပြောပြလိမ့်ရှိရနော်အဲ့တော့ဟုတ်လားမဟုတ်လားဆိုတာနာရေးကျင်နာမှာသွားဖတ်ကြည့်ပါဟုတ်လား သုံးလေးလေးမကြသေးပါဘူးဆိုတော့သုံးလေးလေးကတော့မကြပါဘူးเนาะမကြသေးဘူးသူ့ဘာတော့သုံးလေးလေးကိုသူတို့ကတိုက်နေတာဖြစ်တယ်အဲ့တော့အေးအေးအနေနဲ့ကသူတို့ကအခုပနောကြီးကိုတိုက်ရင်မဲပေါက်လို့တိုက်တာသိရမလားဒီနေ့ဒီနေ့ကတိုက်လို့ရှိရင်နောက်နေ့နောက်တစ်နေ့အောင်တိုက်အဲ့တော့တက်ပြောင်းတက်လုတ်တွေကဒီလောက်ဝေးกว่าတဲ့ဥစ္စာကိုသူတို့ကုန်းချောင်းတော့သွားလို့ရမှာမဟုတ်ဘူးเนาะအဲ့တို့ကားတွေနဲ့သွားတာတွေဒါမျိုးတွေရှိရောဗျာเนาะအဲ့တော့ထောက်ဖို့တွေအားလုံးကဒီကားတွေကလည်းအခုဂိတ်တွေမှတရားစစ်ဖို့လိုတယ်เนาะဒီကအဖြစ်ပေါ့เนาะ ဆေဒန်ကားလို့နော်တစ်တင်တဲ့ကားလို့သတိထားစစ်ပါအထဲမှာခိုးကြီးပါလာတိုင်းလည်းရှိနိုင်တယ်အဲ့တော့တတိယစစ်ဖို့လို့လေအဲ့တော့အဲ့ဒီစကားတွေကိုလည်းဘယ်သူမှမစစ်ရဲဘူးဘာကြောင့်လဲဆိုတော့ခရိုနီကားတွေဖြစ်နေတယ်အဲ့ဒီခရိုနီကားတွေကလည်းဆေဒန်ကားဆိုပြီးတဒံကိုတသိန်းနော်တန်းဆယ်ဆိုသိန်း20နဲ့နော်အခောက်ခဏခောက်တော့တော့တော့လို့ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့တတိယစစ်ဖို့လို့လေအဲ့လိုမှသာလေဒီသူတို့ရဲ့တက်လို့တက်ပြောင်းနေတာသတိထားနိုင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခု အကောင်မောင်နေနဲ့ပြောသွားတယ်ပြောတဲ့အထဲမှာကြက်ကရွာရဲစကန်းကြတယ်မားတယ်ဟေးဆိုလို့ရှိရင်သွားပြောကြက်ကရွာသားတွေရှိလို့ရှိရင်ကျွန်တော်လာပြောငါကြက်ကရွာမှာနေတာဘာမှမဖြစ်ပါဘူးဆိုတဲ့သူတွေအဲလာပြီးတော့စောရကတက်နိုင်တယ် complaint တက်နိုင်တယ်နော်ဟုတ်ပြီနောက်တစ်ခုပန်းတော်ကြီးမှာနေတယ်ပန်းတော်ကြီးအေးဆေးဆေးပါလို့ပြောနေတဲ့သူတွေအဲကျွန်တော်ကိုလာပြီးတော့ complaint တက်နိုင်တယ်ပန်းတော်ကြီးဘာမှမဖြစ်ဆက်ဆက်ရွာရွာမှာဘာမှမဖြစ်ပါဘူးဆိုလို့ပြောလို့ရတယ်အခုရေပြူရွာမှာဝိုင်းခံတိုက်ခံနေရတယ်ရေပြူရွာဘာမှမဖြစ်ပါဘူးကိုမောင် ပြောရရင်မားနေပါဆိုရင်လာပြီးစောရကတက်ပိုင်ခွင့်ရှိတယ်အဲ့ဒါလည်းပတ်သက်ပြီးတော့ဖြည့်ရှင်းဖို့ကျွန်တော်ဆင်းနေရှိတယ်နော်ရေးပြီးပါဟုတ်ပြီနောက်ထပ်ပေါ်ကျွန်တော်တို့နောက်ထပ်ပေါ်တဲမှုကုန်းရဲစခန်းကနေပြီးတော့ရေးကိုရောက်ထွက်ပြေးသွားတာလေအဲလာပြီးတော့ခင်ဗျားတို့တိတ်ပြီးသတင်းကိုသတင်းကတေးချပါတယ်ဖြစ်ဆိုလို့ရှိရင်လာပြီးတော့စောရကတက်နိုင်တယ် complaint တက်နိုင်တယ်နော်အဲ့တော့ ARV အချင်းတွေဒီကဲ့သို့ဒီချမ်းသာရှိတယ်။သို့ပါတော့လည်းပဲအထိုင်းစခန်းတွေကိုအေအေအနေနဲ့တိုက်မယ်ဟဲ့ဆိုရင်တော့သူတို့ကစိန်ခေါ်မှုကြီးကြီးမမှန်ရင်ဆိုင်အောင်ပါပါ။နော်။စိန်ခေါ်မှုစာပါရဲဆိုလို့ရှိရင် အဲတော်မြားစခန်းနေတက်ကွင်းကိုတေချာစီစဉ်ပြီးတော့မှစောက်တာပေါ့နော်အဲ့တော့ခတ်တာကစစ်တပ်ကလည်းတက်ကွင်းပေါ်ဆောင်ပြီးတော့စောင့်နေတာဖြစ်တယ်စစ်တပ်တက်ကွင်းပေါ်ဆောင်ပြီးစောင့်တယ်လို့တပုံကလည်းတက်ကွင်းထဲတော့မလာဘူးအဲသူတို့ကလည်းသူတို့ရဲ့ခြေကိုရအောင်ကြိုးစားတယ်အဲ့တော့စစ်တပ်နဲ့တပုံနဲ့ကကျွန်တော်အမြဲတမ်းပြောနေတယ်လို့စစ်တပ်ကတက်ခုရေးတပုံကမြို့ခုရွာခုသည်တဲ့အဲ့တော့ဘယ်သူတွေထိနာလဲဆိုတော့စစ်တပ်ကလည်းအဲမဲမဲမြင်တဲ့နေရာလမ်းထုလို့မလို့ဆိုလို့ရှိရင်အဲရွာတွေအားလုံးကတပုံခိုးနေတော့ရွာပြက်စီးမယ် အဲ့တော့စစ်တပ်ရှိတဲ့နေရာကိုလည်းတဘုံကလာတိုက်ဖို့တော်တော်ခက်ခဲမယ်သူတို့ဘဝနဲ့ရင်းပြီးအကုန်လုံးမိဘပြုတ်တဲ့အချိန်ကြီးမှာအချိန်မှာစစ်တပ်ကိုရမှာဥမာပြည့်ကွင်းကောက်ပေါ့ကွင်းကောက်တက်ကကငါ့ကိုဝင်ဖို့ဆိုလို့ရှိရင်အဲသူတို့အနေနဲ့ကတော့ဂျားမှာရှိသောတက်ကွင်းတွေကိုကြောအောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတက်ကကငါနာမရောက်ခင်ပါတယ်မယ်အဲတဘုံကပြောင်းရှင်းမိသားဖြစ်သွားလိမ့်မယ်အဲ့တော့တဘုံကလည်းတဘုံချင်းတဘုံချံเนาะဂျဘိုးချင်းဂျဘိုးချံကြံနေမှာပဲဖြစ်သလိုအဲစစ်တပ်ကလည်းအခုချိန်ကြီးကတော့ အဲသူတို့ကလည်းသူတို့တက်စခန်းမကြရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့နေနေတာလည်းဖြစ်တယ်အဲ့တော့အဲ့တော့စစ်တပ်ဘက်ကဘာလို့တင်တယ်လဲဆိုလို့ရှိရင်တော့အခုလိုမျိုးစခန်းထဲမှာအိတ်နေမဲ့အစားပေါ့ဗျာနော်ကာကင်းထုတ်ကာကင်းကိုမှပတ်ကင်းထုတ်ပတ်ကင်းကိုမှထုတ်ပြီးတော့လှုပ်ရှားထုတ်ပြီးတော့စောင်းရက်မှသာလျင်အဆင်ပြေနိုင်မယ်ပေါ့နော်အခုချိန်မှာတော့စစ်တပ်ကကာကင်းလဲကာကင်းကတော့တုံးလေးလေးမှကာကင်းထုတ်တယ်နော်အဲကျန်တဲ့နေရာတွေကတော့ကာကင်းထုတ်မထုတ်ဆိုတာကျွန်တော်တို့အဲဘယူဟာချထားတဲ့ပုံစံလေးတွေတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ်နော်ဟုတ်လား အာဘယ်လိုခေါ်မလဲဆိုတော့အခုလောလောဆယ်ပေါ့အထိုင်စခန်းလေးတွေချထားနေရတယ်ရှိတယ်နော်အဲ့ထိုင်စခန်းတွေကိုလည်းလာတိုက်နေတယ်ဥမာပြည့်ရေကြီးလေးမျက်နှာကြားခြုံတော်မှာပြူဟာချထားတယ်နော်အဲ့တော့အဲ့တော့အာပန်တော်ကြီးမှာလည်းနှစ်ပြူဟာလောက်ထားတာလေအဲ့ဒီပြူဟာလေးတွေချချထားပြီးတော့စစ်တပ်ကပြူဟာမှာပဲနေပြီးတော့တပုံကတပုံတပုံကတော့ပတ်လှုပ်ရှားနေအဲ့တော့တပုံကလှုပ်ရှားနိုင်တယ်စစ်တပ်ကတော့စခန်းမှာပဲနေတယ်အဲ့တော့တပုံမလှုပ်ရှားရင်ကိုကလှုပ်ရှားဖို့လိုတယ်လို့တော့အကြံပေးပြရစီခင်ဗျာနော် ဟုတ်လားအဲအဲ့တော့ဒါ ARV နဲ့ပတ်သက်ပြီးတော့ဒီနေ့အချင်းချုံပြီးတော့တရားပြောရရင်တော့ ARV ကျွန်တော်တို့ပသိမ်မုံရွာလမ်းရဲ့နောက်ကျော် AA ကိုအောင်းခွင့်နေရနေပြီးတော့ဒီရွာတွေအားလုံးက AA AA ရဲ့စုံမုံနယ်မြေအခြေအနေတစ်ခုဖြစ်လာပြီအဲ့တော့ ID အပေါ်မှာအခြေခံပြီးတော့ပသိမ်မုံရွာလမ်းအရှိကစခန်းတွေတော်တော်များများကိုအခုအကဲဆန်းပြီးတော့တိုက်ပွဲပြီးအကဲဆန်းနေပြီဖြစ်တယ်နော်အဲ့ဒါကတခုနောက်ထပ် တော်တော်များသောရွာတွေမှာဖုံးတွေတင်ထားတာရှိတယ်။တချို့ရွာတွေသူတို့ရွာတွေဖြစ်အောင်လုပ်လိုက်ပြီးเนาะနောက်ထပ်စကန်ရွာတွေကအဝိုင်းခံထားရရတယ်။အဲ့တော့တက်လို့တက်ပြောင်းနေသေးချာခီးဆိုင်စေခြင်းနဲ့เนาะဟုတ်ပြီ။ကြောင်းမြန်နေဖြစ်နေတယ်။ဟွန်းဟွန်းဟုတ်ပြီဒါက ARV အခြေအနေပေါ့ဟုတ်ပြီကျွန်တော်တို့ကြောက်ဖြူအခြေအနေလေးတွေ့ရအောင်เนาะကြောက်ဖြူမှာစစ်တီတွေအဲကျွန်တော်တို့သဘုံစီမှာသွားပြီးအညံ့ခံတယ်ပေါ့ဗျာเนาะ အញ្ញံခန္ဓာနဲ့ပတ်သက်ပြီးတော့တစ်ဖက်ကအစစ်သွေးကြအပိထောက်ခံတဲ့သဘုံမီဒီယာတွေပေါ့သဘုံမီဒီယာတွေကထော်အော်လဲသဘုံဆယ်လီတွေထော်အော်လဲဟာဒီလောက်ပေါ့ဘလောက်ဘလောက်အင်အားဘလောက်ပဏိယာပေါ့အင်အားဘနဆယ်ပေါ့အေအေနဲ့လာပြီးတော့ပူပေါင်းသွားတယ်ပေါ့ပူပေါင်းသွားတယ်အဲ့ဒီချိန်မှာပဲကျွန်တော်တို့ဒီဘက်ပေါ့ဒီဘက်ကလည်းကျွန်တော်နားလည်ပေးရမှာပါဟိုဘက်ကလည်းသတင်းမားတွေတကုံနဲ့စိုက်ဝါတိုင်နေရရှိရလေအဲ့တော့ဒီကျွန်တော်တို့အဘ channel တွေပေါ့အဘရဲ့ ကျွန်တော်ဘာလို့ဖြစ်ပါလဲကျွန်တော်ဒီတက်ဘက်က channel တွေပေါ့တက်ဘက်က channel တွေကလည်းဟာလုံးဝတတိအမှားပါယတိပြက်လုံးဝအမှားပါအဲ့တော့အမှန်နဲ့အမှားချမ်းမှာကျွန်တော်ကဒီဘက်ကိုလည်းကျွန်တော်မှန်တယ်လို့ပြောလို့မရဘူးဟိုဘက်ကိုလည်းမှားတယ်လို့ပြောလို့မရဘူးဟိုဘက်ကိုလည်းမှန်တယ်လို့ပြောလို့မရဘူးအဲ့တော့ဒီအချိန်မှာခင်ဗျားတို့ဘယ်ဘက် channel ကိုနားထောင်နားထောင် propaganda ဆိုတဲ့ဒီဝါဒဖြန့်မှုတွေကြုံနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တတင်းတစ်ခုကိုစားသုံးတဲ့အခါမှာအရန်ကိုအရေးကြီးတယ်အဲ့တော့နှစ်ဖက် lobby တွေအနေနဲ့ကတော့ဟိုနှစ်ဖက်တတင်းကိုဝိုင်းဖုံးရမယ် နှစ်ဖက်သတင်းကိုဝိုင်းဖွာကြမယ်ဒီလိုပုံစံမျိုးရှိတယ်အဲ့တော့ဒါတွေစပြီးတော့ထွက်ကလေးကကိုမမောင်အနေနဲ့ကပြောချင်တယ်ပြောချင်တယ်ဆိုပေမဲ့ကိုမမောင်ကလည်းအပုပ်မင်းလေးလင်းပြောရရင်အမှန်တရားပဲခင်ဗျားတို့သိသိသိတယ်မလားဗျာနော်ခင်ဗျားတို့ခင်ဗျားတို့အမှန်တရားနဲ့ထိုက်တန်လားကိုကိုပြန်မေးဗျာခင်ဗျားတို့အလုံးကျွန်တော်မေးမယ်ခင်ဗျားတို့အမှန်တရားနဲ့ထိုက်တန်တယ်လို့ကိုကိုကိုယူဆလားယူဆလားဒါမှမဟုတ်ဗျာအာစိတ်ပြောရှင်သွားရင်ပြီးရောပေါ့နော်သူတို့လာပြောတယ်ဗျာသိလားအာကိုမမောင်နဲ့ ကိုမောင်မောင်တင်းကိုတော့ကျွန်တော်အမှန်တရားတွေပါနားထောင်ခြင်းမှသာကျွန်တော်နားထောင်နေကြတယ်။ဒါပေမဲ့ကျွန်တော်စိတ်သက်ကြရတယ်ပေါ့စိတ်သက်ကြရတဲ့အချိန်ကိုဘယ်တင်းကိုသွားနားထောင်လဲဆိုလို့ရှိရင်အဲ့ဒီမှာအဲ့ဒီဘက်က channel တွေသွားပြီးတော့ခင်ဗျားတို့အဲ့စစ်တဲ့ဘက်က channel တွေမှာသွားပြီးကျွန်တော်သွားနားထောင်ပါလား။သွားပါပြောပြလိုက်ပါဗျာကျွန်တော်စိတ်သက်ကြရတဲ့အချိန်လေးလာနားထောင်မော်ဒီလာယူပါတယ်။အဲ့တော့ကျွန်တော်လည်းမှန်တရားပဲပြောခြင်းနဲ့အမှန်တရားကိုမသိတာကကိုစစ်တက်ကိုနှိမ့်ချနေတယ်လို့ပဲနော်ကိုထောက်ခံတဲ့ဖွဲ့စည်းကိုပြက်စီးအောင်လုပ်နေလို့ကျွန်တော်တို့ကယူဆတာနော် မှန်တယ်နဲ့ထိုက်တန်ပါနော်ခင်ဗျားတို့အားလုံးအမှန်တရားနဲ့ထိုက်တန်ပါနော်အဲ့တော့မှန်တရားထိုက်တန်ဆိုလို့ရှိရင်အကျွန်တော် အချက်လက်စုရအောင်ပထမအကုန်ပထမအချက်လက်စုတဲ့နေရာမှာသူတို့ဘက်ကပြောသလိုသူတို့ဘက်ကအင်အား80ကျော်ပေါ့နော်အင်အား80ကျော်လာပူပေါင်းတယ်ဆိုတာဖြစ်နိုင်တယ်ဖြစ်နိုင်တော့ကိုယ်တိုင်လည်းကျွန်တော်အတူတူသုံးသပ်ကြမယ်ကြာနော်အဲကျွန်တော်ရရှိတဲ့အချက်လက်တွေရဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ရက်လောက်ကစစ်တီတွေရှိတဲ့နေရာမှာရှိမနေဘူး နော်စီတင်းတာဝန်ကျတဲ့အနေရမှာသူတို့ရှိမနေဘူးရှိမနေမဲ့တာဝန်ကျတဲ့အနေရကနေပြီးတော့ပျောက်သွားတယ်ထမင်း